အားလုံးပဲမင်္ဂလာပါရှင်။ Kit TV Channel ကနေပြီးတော့သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ KK ပတ်ကြားဖြန့်ဝင်တွင်ကိုတွင်းအင်ကာထုတ်ယူသည့်အထူးကုဆရာဝန်များနှင့်ခွဲစိတ်ထုတ်ယူသည့်စေယုံဆောင်များပင်ရှိကိန်းဈေးကွက်တွင်ဒေါ်လာတသိန်းမှတသန်းအထိဈေးရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အော်တိုဘလာမစတင်ပြီးမြန်မာစစ်ကောင်စီကထိုင်းမြန်မာနယ်စပ်မြဝတီမြို့ရှိနမဲဆိုးနှင့်ကဘာကျော်သော KK ဖက်ကြားဖြန့်ဝင်အားစီးနှင်းဖောက်ခွဲဖျက်ဆီးနေရ ခပြေးလို့မြောက်လာသူများစွာရှိသလိုပြန်လည်ရှင်းလင်းပြောပြမှုများအရာထိုးခွင်းအတွင်လူကိုရင်းအင်္ကာများထုတ်ယူကောင်းမောက်ခိုစည်းကွက်အတွင်သို့ရောင်းချရာတွင်ခွဲစိတ်ထုတ်ယူသည့်အထူးကုစရာဝယ်များစေယုံအဆောင်များရှိခဲ့သည်ဟုသိရပါသည်။ရင်းစားဖြတ်ဝယ်အတွင်အထင်ရှားဆုံးသောလူကိုရင်းအင်္ကာထုတ်ယူရောင်းစားသည့်ကိစ္စများတဲ့ဗီလာရုသူဗီရာဂရက်ဆိုဗီယာနှင့်ကင်ညာသူ ခရီမတ်စတာတို့ကိစ္စများဖြစ်ခဲ့ပါတယ်။အသက်26နှစ်ရှိပြီဖြစ်သောငရွေချောမော့သည်ဗီလာရုနိုင်ငံသူအဆိုတော်မာလီဖဲရာသည်2025ခုနှစ်စက်တင်ဘာ12ရက်ကလစာအလွန်ကောင်းသောမော်ဒယ်လုပ်ငန်းလုပ်ကိုက်ရန်ဒိန်လေခံရမှုကြောင့်ဘန်ကောက်သို့စတင်ရောက်ရှိလာပြီးတပတ်အတွင်းမှာပင်မြန်မာနေဆက်ကြားဖြတ်ဝင်သို့ရောက်ရှိခဲ့ရကြောင်းချောမော်ပြီးငရွယ်သူဖြစ်သောကြောင့်ချမ်းသာသည့်နိုင်ငံတကာမှအမျိုးသားများကိုပြစ်မှတ်ထားငွေလိမ်ရသည့်အလုပ်ကိုခိုင်းစေခံရပြီးမိခင်ဖြစ်သူသည်အောက်တိုဘာ၄ရက်၌သာ နောက်ဆုံးအကြိမ်အဖြစ်သမီးဖြစ်သူဘဲတာနဲ့အဆက်အသွယ်ရပြီးနောက်ပြန်ပေးငွေဒေါ်လာ5သိန်းတောင်းကြပြီးမပေးနိုင်တဲ့ပြင်ရပိုင်းအကြနိုင်ကိုရင်းအင်ကာထုတ်ယူကရောင်းစားလိုက်ပြီးအလောင်းကိုမီးရှို့လိုက်ပြီးဟု message ပို့လာခဲ့သည်ဟုသိရပါတယ်။ခင်ညာသူ Grace Mother သည်လည်း22နှစ်သာရှိသေးကချုံမလှပသူဖြစ်ပြီး KK ဘတ်တို့ရောက်ပြီးလ ీల အကြတွင်ကိုရင်းအင်ကာများထုတ်ယူခံရကခိုင်းဘတ်ချမ်းတို့တတိလစ်ပြီးပြင်းထန်စွာဖျားနာပြီးရောက်ရှိလာသူဖြစ်ပါတယ်။ မဲဆောက်တွင်အခြေစိုက်ကရှားပြန့်တစားကန်များနှင့်လူမောင်ခိုကူးခံရသူများကိုကူညီကယ်ဆယ်ရေးလုပ်နေသည့် Global Iron အဖွဲ့မှ CEO မက်ချီလီမိုးက Grace Master သည် KK ပတ်စရုံတွင်တရားမဝင်ကိုရင်းအင်ကာထုတ်ယူခံရပြီးမဲဆောက်သို့တတိလိရောက်ရှိလာကြောင်းမိသားစုနှင့်တွေ့ဆုံနိုင်ရန်ဆက်သွယ်ပေးပြီးအသက်ဆက်နိုင်ရေးအသက်ကူကရိယာများတက်ဆင်ထားရှိပေးတော်လဲ ညီတို့များအသက်မရှင်နိုင်တော့သဖြင့်အသက်ကူကရိယာများကိုသူမကိုယ်တိုင်ဖြုတ်ခဲ့သည်ဟုပူလစ်စာစင်တာသို့ပြောကြားသွားခဲ့ပါတယ်။အသက်24နှစ်အရွယ်စိုက်ဘီးရီးယားသူဒါရှီနီမာအိုချာနီမာယီကာကိုလည်းခေကေဘတ်ကြားဖြန့်ဝင်တဲ့၌ပင်ကိုရင်းအင်ကာများထုတ်ယူရောင်းစားရန်စီစဉ်ခဲ့သေးတော့လေ။ထိုင်းရှိရုရှားအသံအမှတ်ကြီးတိုမီခင်ကိုယ်တိုင်ဂျောင်းဝင်စစ်ဆက်ရာမှအောင်မြင်စွာကဲထုတ်နိုင်ခဲ့သည့်မှတ်တမ်းလေးရှိပါတယ်။ယခုနောက်ဆုံးခေကေဘတ်ကြားဖြန့်ငရေကံမှလွတ်မြောက်လာသည့်ရုရှားသူကေစီနာဖန်တီလီဘာက မိမိတီလေထိုင်းတွင်ဘာသာပြအလုပ်ဟုလိန်ခေါ်ခံရပြီး ရနက်ကင်စစ်သားများကတောင်ရင်မြစ်ကိုဖျက်ကျော်ခိုင်းပြီး KK ဘတ်တို့ခေါ်ဆောင်ခဲ့ကြောင်း KK ဘတ်မှ2မိနစ်သွားစာအကွာဝေးနိုင်ရှိသည့်ဖူလင်ဟုခေါ်သောအဆောင်တွင်အလုလုရကြောင်းထိုအဆောင်မှာလူများကိုရိုက်နှက်နှိပ်စက်သည့်အဆောင်ဖြစ်ကာလိန်လင်မှုအလုကောင်းစွာမလုံနိုင်သူများအားပို့ဆောင်နှိပ်စက်ရာအဆောင်ဖြစ်ကာထိုသို့နှိပ်စက်သည့်တိုင်ထပ်အသုံးမဝင်နိုင်တော့လျင်အနီးနားရှိကိုရင်းအင်ကာများထုတ်ယူကာမှောက်ခိုးဈေးကွက်သို့ပို့ဆောင်သည့်ခွဲစက်ရာဈေးုံဆောင်သို့ပို့ဆောင်ခင်ရကြောင်းပြောကြားပါသည်၎င်းသည်ဘာသာပြန်မှုနှင့်လူမှုကွန်ရက်ပေါ်လိန်လေပေးရမှုတွင်အသုံးချနေသဖြင့်သာကံက ောင်းခဲ့ပြီး KK ဘတ်တို့အလုတ်ဝင်ရန်နှီးမျိုးစုံဖြင့်လာရောက်သူတိုင်းအားသွေးစစ်ချက်မှကိုရင်းအင်ကာမောက်ကိုစည်းကွက်လိုအပ်ချက်နှင့်ခိုက်ညီမှုရှိမရှိမှတ်တမ်းထားရန်လှုံ့ဆော်ခြင်းဖြစ်သည်ဟုဒက်ဆန်တို့ပြောကြားသွားခဲ့ပါသည်။ညူယောက်တက္ကသိုလ်ဂရော့စမန်စီးပညာသင်ကျောင်း၏ဇီဝချင်းဝိဆိုင်ရာပေါင်ပေါက်ခဒေါက်တာ အာတာကက်ပလန်ကကိုရင်းအင်ကထုတ်ယူပြီးမောက်ကိုစည်းကွက်တင်ညောင်းစာချက်မှာရွယ်ကူသည့်လုပ်ငန်းမဟုတ်သောကြောင့် KK ပက်ချားဖြန့်ဝင်အတွင်အထူးကုစရာဝင်များခွဲစိတ်စည်းရုံအဆောင်များရှိမိမှသေးကြကြောင်းအလွန်ခက်မိသောပြင်ဆင်တိဆောက်မှုရှိမှသာလုံနိုင်စွမ်းရှိသည့်အရာဖြစ်ကထုတ်ယူခံရသူသည်ကျန်းမာပြီးငယ်ရွယ်ရမည်ခွဲစိတ်မှုတွင်စောင့်ကြည့်ရသည့်ဆေးဖက်ဆိုင်ရာပညာရှင်များစွာပါဝင်ရသည်ဟုသုံးသပ်ပြောဆိုသွားပါသည်တရုတ်နိုင်ငံသည်မြန်မာနှင့်အိန္ဒိယချင်းဖြစ်နေခြင်းကကိုရင်းအင်ကမောက်ကိုစည်းကွက်အတွက် ဒူကိုရင်းအင်္ကာများကိုအဆိုပါကြားဖြန့်ဝင်များအတွင်ထုတ်ယူပြီးပေးပို့ရန်အချိန်မီနိုင်ကြောင်းအချိန်မမီသည့်ဝေးလံမှုရှိလျင်ကိုရင်းအင်္ကာအစားထုတ်မှုမအောင်မြင်နိုင်ကြောင်းကမ္ဘာတွင်ကိုရင်းအင်္ကာခွဲစိတ်လဲလဲရန်လိုအပ်သူစုစုပေါင်း၁၀ရာခိုင်နှုန်းသာလှူဒန်းသူများထံမှရရှိနိုင်သဖြင့်ကိုရင်းအင်္ကာမှောက်ကိုဈေးကွက်ကြီးသည်အလွန်ကြီးထွားလာနေပြီးအများအားဖြင့်စင်ရဲလွန်းသဖြင့်ဆန္ဒအလျောက်ကိုရင်းအင်္ကာထုတ်ရောင်းသူကမှောက်ကိုဈေးကွက်၌အများဆုံးဖြစ်ကြောင်း၎င်းကပြောပါသည် ထို့နောက် KK ဘက်ကြားဖြတ်ဝယ်အတွင်မှအာရမကိုရင်းအင်ကာထုတ်ယူရောင်းချသည့်လုပ်ငန်းများမှရရှိကြောင်းမှောက်ခိုစည်းကွက်၌ကြောက်ကဲ့ကဲ့သို့သောကိုရင်းအင်ကာတစ်ခုတန်ဖိုးသည်ဒေါ်လာတသိန်းမှ၁၀သိန်းအထိဈေးပေါက်သက်ဖြင့်ကြားဖြတ်ကိုရံများ၌လိုအပ်သည့်ဝယ်လက်ရှိပါကကိုက်ညီသူများထက်မှကိုရင်းအင်ကာထုတ်ယူရောင်းစားခြင်းဖြစ်သည်ဟုသုံးသပ်ပြောဆိုသွားခဲ့ပါသည်။ မောတော်မျိုးသိန်းတိုက်ပွဲတွင်မြို့မရဲစခန်းနှင့်လာဝကခိညာလုံချုံရေးခိတ်စခန်းများကိုတော်လန်ရေးတပ်များကသိမ်းယူလိုက်ပြီးနေရအများစုကိုထိန်းချုပ်စစ်တပ်မှစစ်သားအများအပြားထိုင်းဘက်သို့ထွက်ပြေးပြီးထိုင်းစစ်တပ်ထံသို့လက်နက်20ကျော်အနှံခိုးလုံနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်မောတော်မျိုးပေါ်တွင်စစ်တပ်နှင့်တော်လန်ရေးတပ်များအကြားတိုက်ပွဲများအပြင်းထန်ဖြစ်ပွားပြီးနောက်မောတော် မျိုးမရဲစခန်းနှင့်လာဝါကလုံခြုံရေးကိန်းများကိုဒေါ်လာရေးတက်များကသိမ်းယူလိုက်ကြောင်းဒေါ်လာရေးသတင်းရင်းမြစ်ကသတင်းဌာနကိုပြောကြားပါတယ်။နိုဝင်ဘာလ10ရက်နေ့မှစတင်ပြီးစစ်တပ်ကမောရာမျိုးနှင့်ထိုင်းမြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကိုနေမြေစိုးမှုပြန်လည်ရရှိရေးစစ်ကြောင်းထိုးလာကြောင်းထို့သောစစ်ကြောင်းထိုးလာမှုအတွင် KNLA ဦးဆောင်သောဒေါ်လာရေးတက်များနှင့်တိုက်ပွဲများအပြင်းထန်ဖြစ်ပွားပြီးနောက်မြို့ပေါ်အထိပါတိုက်ပွဲများကူဆက်ခဲ့ကြောင်း နိုဝင်ဘာလ17ရက်နေ့နဲ့နိုဝင်ဘာလ12ရက်နေ့တို့တွင်ဒေါ်လန်ရေးတက်ညာကမောရောင်မျိုးပေါ်ရှိမျိုးမရဲစခန်းလုံးကျုံရေးခင်ညာလာဝကခင်ညာကိုတိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းသိရပါတယ်။သူတို့စစ်ကြောင်းထိုးရာကနေတိုက်ပွဲကမျိုးသိမ်းတိုက်ပွဲပုံစံပြောင်းသွားတာအခုမျိုးပတ်ဝန်းကျင်တစ်ခုလုံးကိုဒေါ်လန်ရေးတက်တွေထိန်းထားတယ်။မျိုးပေါ်မှာလည်းပြည်သူတွေမရှိတော့ဘူးစစ်ခွေးတွေလည်းပိတ်မိနေတာတွေရှိတယ်။နေမြေစုံမမှုကဒေါ်လန်ရေးတက်တွေဘက်ကစုံမထားတယ်ဟုဒေါ်လန်ရေးသတင်းရင်းမြစ်ကပြောဆိုပါတယ်။ မောရောင်မျိုးပေါ်တွင်တိုက်ပွဲများအပြင်းထန်ဖြစ်ပွားပြီးနောက်မျိုးပေါ်မှစစ်သားတချို့ကနေဆက်ဘက်သို့ဆုတ်ခွာလာပြီးယနေ့နိုဝင်ဘာလ14ရက်နေ့နံနက်3:00နာရီအချိန်စစ်သား30နီးပါးမှထိုင်းဘက်သို့ခိုလုံလာကြောင်းထိုင်းစစ်တပ်ကမြန်မာစစ်သားများထံမှလက်နက်20ကျော်ကိုသိမ်းယူလိုက်ကြောင်းရင်းဖြစ်စဉ်ကိုစစ်ပေးရှောင်များကတွေ့ရှိဓာတ်ပုံများရိုက်ကူးရာထိုင်းစစ်တပ်ကဓာတ်ပုံနှင့်ဗီဒီယိုများကိုပြန်လည်ဖြတ်ခိုင်းခဲ့ကြောင်းသိရပါသည် စစ်ပေးရှောင်တွေကိုလည်းထိုင်းဘက်ကအခုယာယီထိုင်းနိုင်ငံတဲ့ဝင်ခွင့်ပေးတယ်။စစ်ကွေးတွေလည်းမြို့ပေါ်ကနေစုလာတာစုစုပေါင်း30ကျော်တယ်။လက်နက်20ကျော်ကိုထိုင်းစစ်တပ်ကိုအပ်တယ်။အဲ့ဒါမနက်အစောကြီးဆိုတော့စစ်ပေးရှောင်တွေကလည်းသွားပြီးမှတ်တမ်းယူကြတာ။ထိုင်းစစ်တပ်ကအကုန်ဖျက်ခိုင်းပါတယ်။ဒီလာသူတွေအပြောအရတော့မြို့ပေါ်မှာစစ်ခွေးတွေအကုန်စုခွာကုန်ပြီဟုထိုင်းမြန်မာနယ်စပ်တွင်ခိုးလုံရောက်ရှိနေသောစစ်ပေးရှောင်တအုပ်ကရှင်းပြပါတယ်။ လက်ရှိတွင်ထိုင်းမြန်မာနယ်စပ်သို့မောရောင်မြို့မှပြည်သူ၃000နီးပါးစစ်ဘေးရှောင်ရောက်ရှိနေပြီးစာနယ်ရိက္ခာစေဝါနှင့်အမိုးအကာများလိုအပ်နေကြောင်းစစ်ဘေးရှောင်ပြည်သူများတွင်တက်ကြီးရွယ်အိုများကလီငယ်များကိုဝင်ဆောင်မိခင်များအများပြားပါဝင်ကြောင်းသိရှိရပါသည်လက်တလုံးစစ်တပ်ကမောရောင်မြို့မကြစေရည်အတွက်လေကြောင်းတိုက်ခိုက်မှုများကိုအရှိန်အဟုန်မြင့်နေပြီးမောရောင်မြို့ကိုလေရင်ဖြင့်ပုံကျဲနေကြောင်းထို့ကြောင့်မောရောင်မြို့ပေါ်မှဈေးအပါဝင်ပြည်သူလူထု၏နေအိမ်များမိလောင်ဆုံးရှုံးမှုများဖြစ်ပေါ်လျက်ရှိကြောင်းပြည်သူများထံမှသိရပါသည် ဆက်လက်ပြီး KIA ထိန်းချုပ်ထားသောကချင်ပြည်နယ်နှင့်ထိစပ်နေသောနေဆက်ကိညာကိုတရုတ်ဘက်ကပြန်လည်ဖွင့်လှစ်မှုတစုံတရာညှိနှိုင်းမှုမရှိခဲ့ဟုဗိုလ်မှူးကြီးနော်ဘူးပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ကချင်ပြည်နယ်တွင် KIO KIA ထိန်းချုပ်ထားသောနေဆက်မျိုးများနှင့်ထိစပ်လျက်ရှိသောနေဆက်ကိညာကိုတရုတ်နိုင်ငံကပြန်လည်ဖွင့်လှစ်လိုက်ပြီးရှင်းတို့ဖွင့်လှစ်ရန်တစုံတရာညှိနှိုင်းခြင်းမရှိခဲ့ကြောင်း KIO ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးနော်ဘူးကသတင်းဌာနကိုပြောကြားပါတယ်။ အော်တိုဘာလ25ရက်နေ့မှာစတင်ပြီးတရုတ်နိုင်ငံကတဖက်သက်ပိတ်ပင်ထားသောနေဆက်ကိညာကိုပြန်လည်ဖွင့်လှစ်လိုက်ခြင်းဖြစ်ပြီးရင်းတို့နေဆက်ကိညာဖွင့်လှစ်ရန်တစုံတရာညှိနှိုင်းမှုမရှိကြောင်းတရုတ်နိုင်ငံက၎င်းတို့ပိတ်ပင်ထားသည့်ကိညာကို၎င်းတို့သဘောဖြင့်ပြန်လည်ဖွင့်လှစ်ခြင်းဖြစ်ကြောင်းဘုံမူကြီးတော်ကပြောဆိုပါတယ်တရုတ်ကပြန်လည်ဖွင့်လှစ်လိုက်သည့်နယ်စပ်ကိညာတွင်မန်ဝိုင်းကြီး၊လွယ်ချေ၊မိုင်းချာယန်၊လိုင်စာ၊ကန်ပိုက်တီ၊ပန်ဝါနှင့်ဖီမော်တို့ဖြစ်ကြောင်းရှင်းသူနယ်စပ်ကိညာကိုတရုတ်နိုင်ငံကပြန်လည်ဖွင့်လှစ်ခြင်းဖြစ်ကြောင်းသိရပါသည် KIO KIA နဲ့ညှိနှိုင်းတာမရှိပါဘူးတရုတ်ကသူတို့ဘာသာသူတို့ပြန်ဖွင့်တာပါဟုဘုံမူကြီးနော်ဘူးကပြောပါရယ်အဆိုပါနယ်စပ်ကိညာမှတဆင်ကုံသွဲရေးများပြန်လည်စတင်နေတော့လေတရုတ်ဘက်ကကန့်သက်ချက်တချို့ရှိနေကြောင်းစားနေရိတ်ခါနဲ့လူသုံးကုန်များတင်သွင်းမှုများရရှိသည်ဟုသိရှိထားကြောင်း KIA သတင်းရင်းမြစ်တစ်ခုကရှင်းပြပါရယ်